ယောခန္ဓာကိုမြင့်မြတ်လို့မြင့်မြတ်တယ်လို့မဆိုရဘူးစိတ်ဓာတ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်မှမြင့်မြတ်တယ်လို့ပြောရပါတယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လောက်ရက်တည်းမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့ဆောင်ရွက်ချက်တည်းမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့အများအကျိုးဆောင်ရွက်မှုတွေဟောပြောမှုတွေဒါတွေကိုပါရမီလို့ဒီလိုခေါ်ရပါတယ်အဲ့တော့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လုပ်ငန်းတွေဆိုတာ အားလုံးသိတဲ့အတိုင်းပဲဘုရားလောင်းတော်ပါရမီ7ပါးလို့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေလုပ်ရတဲ့လုပ်ငန်းတွေအစပထမတုန်းကတော့ဒါနလူရန်ပိတ်ကန်းနေပါရမီ7ပါးထဲမှာဒါနအစအဆုံး အဲ့ဒီဒါနပါရမီကစပြီးတော့ဒါနံသီလင်္ဆတ်နိခမံပညာဝီရိယပင်စမံတို့ဒါတွေကလေ့ကျင့်တာပေါ့လူတယောက်ဟာစွမ်းရည်တတ္တိထက်ဖို့အတွက်အများကြီးလေ့ကျင့်ရဘယ်ကိစ္စမဆိုထုချွန်တဲ့ပုံကိုယ်တွေကလေ့ကျင့်တဲ့ပုံကိုယ်တွေဝါဒနာပေါ်မှာအခြေခံပြီးတော့လေ့ကျင့်သွားကြတာစိတ်နေသဘောထားပေါ်မှာအခြေခံပြီးတော့လေ့ကျင့်တယ် အမတ်တမဲ့နေတဲ့ပုံကိုယ်တွေကထူးခြားတဲ့ပုံကိုမဖြစ်ဘူးမိမိဝါသနာပါရတစ်ခုထူးထူးချွန်ချွန်ဖြစ်အောင်စိုက်လိုက်မှတ်တာဇွဲကောင်းကောင်းနဲ့ဆွဲဆွဲမြဲမြဲလေ့ကျင့်သွားတဲ့ပုံကိုယ်တွေကထူးချွန်တဲ့ပုံကိုဖြစ်တာဒါလောကကြီးမှာလည်းပဲဒီကနေ့ဒီတိုင်းမှာပဲအာကစားဘက်ကထူးချွန်ချွန်လို့ရှိရင်လေ့ကျင့်ရတာပဲပညာဘက်ကထူးချွန်လို့ရှိရင်လေ့ကျင့်ရတာ အပြောင်းအဟောဘက်ကထူးချွန်နေထူးချွခြင်းနဲ့ဆိုလဲလေ့ကျင့်ရအနုပညာတွေဘက်ကထူးချွန်ခြင်းနဲ့ဆိုရင်လဲလေ့ကျင့်ရလေ့ကျင့်မှုသင်ယူမှုဆိုတဲ့စွမ်းအားတွေအနေစွမ်းအားထက်လာပါဠိမှာလေ့ကျင့်လို့စွမ်းအားထက်တာစေနဝတိစွမ်းအားတွေတက်လာတယ်ပေါ့ရှင်သာရိပုတ္တရာမထေရကြီးဉာဏ်ဤဉာဏ်သွေးကောင်းတယ်လို့ပြောတာ တခြားအကြောင်းနေပြင်အဓိကအကြောင်းအပါတော့ဆိုစိတ်နောက်ဝတိပဲလေ့ကျင့်နေလို့ဉာဏ်ဉာဏ်သေးတွေထက်တာရှင်မမောကလံကိုရောမြတ်ကတကောအရာမှာဧတရေရပြီးထွချွန်တယ်လို့ဆိုတဲ့နေရာမှာလည်းပဲအခြားအကြောင်းနေပြင်စိတ်နောက်ဝတိလို့ခေါ်တယ်နေစင်တဲ့မြလေ့ကျင့်နေလို့ထက်တန်လာတဲ့စွမ်းရည်တတ္တိတွေရှိလို့ခေါ်တာ။ဘယ်ကိစ္စပဲဖြစ်ဖြစ် ွေးချင်ထူးချွန်လာတာပဲလို့ဒီလိုမှတ်ရမှာเนาะအေးပါရမီဆိုတဲ့နေရာမှာလည်းပဲခုလို့ကောင်းတဲ့ကိစ္စတွေမှာလေ့ကျင့်ကောင်းတဲ့ကိစ္စတွေဆိုတာဒါနကိုရှိတာကိုအများနဲ့ခွဲဝေပြီးတော့သုံးတယ်လောကလူတွေဟာကိုရထားရင်ကိုယ့်ဘာကိုယ်ပဲစုထားတယ်ဘယ်သူမှမပေးဘူးအလုံးထည့်ထားတယ်လုံခြုံရေးကိုစီမံကြတယ်ဖွဲ့ထားတယ်စသဖြင့် စဉ်းစားကြည့်လေလောကလူတွေရလာတဲ့ပစ္စည်းဥစ္စာဆိုသူ့ဝက်သိမ်းစီထားကြတာပဲများတယ်ဘုသူ့အတွက်သူ့ဝေးသိမ်းစီထားတာလို့ဆိုငါ့အတွက်သူ့ဝက်သိမ်းစီထားတာအဓိကတော့ငါ့အတွက်ပဲเนาะအဲ့ဒါကိုအများနဲ့ခွဲဝေပြီးတော့သုံးကျင်တဲ့စိတ်ဓာတ်ဆိုတာဒါမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ပဲမြင့်မြတ်တဲ့ပုဂ္ဂိုလ်အတွေ့ကအေးပစ္စည်းဥစ္စာဆိုတာ တူးတယောက်တည်း30ကိုမဟုတ်ဘူးညာနဲ့ခွဲဝေပြီး30ကိုဖြစ်တယ်ဆိုတဲ့အတွေးနဲ့ကိုယ်ပိုင်တဲ့ပစ္စည်းဥစ္စာတွေကိုလှူတယ်တန်းတယ်ဆိုတာဒါဒါနဆိုညံ့တဲ့ပုဂ္ဂိုလ်ရဲ့လုပ်ငန်းတစ်ခုပဲနောက်သီလဆိုတာကာယကံနဲ့ဝစီကံနှစ်ခုထိမ့်သိမ်းဆောက်ရှောက်တယ်လှုပ်ချင်တာတွေမလှုပ်ဘူးလှုပ်ချင်နိုင်မလှုပ်ဘူးလှုပ်တဲ့မှလှုပ်တယ် လုတ်တဲ့နဲ့ဟာကူတာလုတ်တယ်။ဒါကန့်တတ်တာ။လူဆိုတာကိုလုတ်ချင်လုတ်ပလိုက်ကြတာပေါ့။အကန့်တတ်မရှိတဲ့ပုဂ္ဂိုလ်တွေကစိတ်ကူးတဲ့ဟာကိုလုတ်ချင်တာလုတ်ကြတယ်။အေးသီလဆိုတဲ့ကိုချင်တရားကြတော့ကိုလုတ်ချင်တာမလုတ်အောင်မလုတ်တဲ့နာတွေကိုမလုတ်အောင်ဆိုတာကန့်တတ်လာတယ်ပေါ့။မလုတ်တဲ့နာတွေမလုတ်ရတာမဟုတ်ဘူး။လုတ်တဲ့နာကိုလည်းလုတ်မိအောင်သီလဆိုတာ ဲ့တော့မလုံတဲ့နာကိုမလုံရဘူးဆိုတာကဝရိတ္တသီလငါးပါးသီလထဲမှာပါတဲ့ပြည့်မှုတွေကမလုံတဲ့နာတွေဒုစရိုက်၁၀ပါးကမလုံတဲ့နာမလုံတဲ့နာတွေကိုရှောင်တာသီလဒါတွေမဲ့ပြည့်စုံမလားလို့ဆိုတော့မပြည့်စုံသေးဘူးစရိတ္တသီလလုံတဲ့နာတွေလုံအောင်မယ် အေးမလုတ်တဲ့နာကိုရှောင်းနာရဲ့လုတ်တဲ့နာကိုလုတ်ထားရဲ့ဒီနှစ်ခုနဲ့ပြည့်စုံပြီဆိုလို့ရှိရင်သီလပဲထို့သူနှုတ်နဲ့ပတ်သက်လာလို့ရှိရင်လည်းပဲမပြောတဲ့နာကိုရှောင်ရမယ်ပြောတဲ့နာကိုပြောရမယ်နှမျိုးပဲမပြောတဲ့နာကိုရှောင်းတယ်လိမ့်လေပြောတာတို့ဒုတိယနှုတ်နှစ်ယောက် ညီညွတ်နေတဲ့ပုံကိုယ်တွေကွဲသွားအောင်မပြောရတာကျန်တန်းရိုင်းရိုင်းပြတဲ့စကားမျိုးတွေမပြောတာသူတစ်ပါးအကျိုးမဲ့ဖြစ်တော့မပြောတာအဲ့ဒီလိုမပြောတဲ့နာတွေကိုမပြောပဲရှောင်တာဟာသီလပဲပြောတဲ့နာကိုပြောတာလည်းပဲသီလပဲဒါကြောင့်မို့သီလဆိုတာကာယကံနဲ့ဝစီကံဒီတစ်ခုထိမ့်သိမ့်တာဒီနှစ်ခုထိမ့်သိမ့်လိုက်တာနဲ့တည်းဖြင့်ဒီပုဂ္ဂိုလ်ဟာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ် အဲ့ဒီမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လောရဆိုတာသီလပဲပေါ့ပရမတ္တကမ္မံပါရမီတဲ့ပရမတ္တအေးတာပါရမီသူသဏ္ဍာန်မှာဖြစ်တဲ့သဘောသူ့ရဲ့လောရတည်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လောရမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်အဲ့ဒါကိုပါရမီလို့ခေါ်တာပါနိခမ္မတဲ့ လူဟာပြောစရာအာယုန်တွေထဲမှာနစ်မြောပြီးတော့ပြောနေတတ်တယ်။အဲ့ဒီပြောနေတတ်တဲ့ဟာတွေကိုဆွတ်လွတ်နိုင်ခဲ့တယ်တွေ့တားနေတယ်။အဲ့ဒါတွေကိုဆွတ်လွတ်လိုက်ပါတဲ့ဆွတ်လွတ်လိုက်တာနိခမ္မပါရမီပဲ။ကာမဂုဏ်အာယုန်တွေကိုလက်လွတ်လိုက်တယ်။ဒီတမ္မံကာမဂုဏ်အာယုန်၏အပျော်တွေကိုလုံးဝစွန့်ပယ်လိုက်တာနိခမ္မပါ မြန်မာတွေကတော့တောထွက်တယ်လို့ပြောတာအမှန်တောထွက်တာဆိုတဲ့အဓိပ္ပာယ်တဲ့နိခမဆိုတာကာမအာယုန်တွေကနေထွက်ခွာလိုက်တာကြည့်လေကမ္မထာကြောင်းသွားပြီးတော့ကမ္မထာအထောက်ထားလဲဒါထွက်ခွာတာပဲကိုယ်အိမ်မှာကိုနေရင်းကနေပြီးတော့ကာမဂုဏ်အာယုန်စိတ်တွေကိုတွန်းလှန်ပြီးတော့တရားဓမ္မပေါ်ပျော်မွေးဖို့စိတ်ကိုလှုပ်တာလည်းပဲ တဏှာဖြစ်တာနိခမပဲပေါ့ထွက်ခွာလိုက်တာပဲအင်္ဂလိပ်လိုတော့ဒါမှမဟုတ်နိခမ renounce လို့ပြန် renounce ဆိုစပယ်ကာမဂုဏ်အာယုန်တွေကိုတွန်းလှန်ဖယ်ရှားပြီးတော့ထူးခြားတဲ့တရားတော်မှာအသိအောင်ကြိုးစားတာနိခမဒါလည်းလေ့ကျင့်ယူရတာမြင့်မြတ်တဲ့ပုဂ္ဂိုလ်မှလုပ်နိုင်တယ်ဒါကြောင့်ပါရမီ